ိမ်တိမ်မှာမကျွတ်လွတ်သေးတဲ့တရင်တွေရှိနေကြောင်းသိရှိနိုင်ပေမယ့်လက္ခဏာတွေကိုပြောပြပေးချင်ပါသေးတယ်။အခုပြောပြပြီးမယ့်အချက်လက်တွေက၄၅ခုလောက်ကြုံတွေ့နေရပြီဆိုရင်တော့သိအိမ်မှာကျင်းသည့်ပေါက်ကိုပြိတာဘဝနဲ့မကျွတ်မလွတ်သေးတဲ့ပုံကိုရှိနေပြီလို့ဆိုနိုင်ပါပြီ။နံပါတ်၁တရိတ်ဆက်လင်းတွေအကြောင်းမဲ့မှန်ပြီးချင်းသင်ခွေကအကန့်တကန့်ကိုပဲအကြောင်းမဲ့ထူအောင်နေသလားအိမ်မွေးတရိတ်ဆက်လင်းတွေကအကြောင်းမဲ့မှန်ပြီးချင်းတွေနဲ့ တွေ့ကြတဲ့အပြည့်အဝတွေလှုပ်လာပြီးဆိုရင်တော့သူတို့ကသင်မမြင်နိုင်တဲ့အရာတစ်ခုခုကိုမြင်နေပြီးဆိုတဲ့အထိပ္ပယ်ပါပဲ။နှိမ့်၊နေရတနေရာတွေမှာပဲကွက်ပြီးတော့အေးစိတ်နေခြင်း၊ရုတ်တရက်ကြီးချမ်းစိတ်သွားတာမျိုးဆိုရင်တော့အနည်းနာမှာတည်ရင်တစေရှိနေလို့ပဲဖြစ်နိုင်ပါတယ်။နမတ်၃၊စုညံတန်းများတကားခောက်တဲ့ကုတ်ချစ်တန်းတဒုံဒုံထုတန်းတွေကြားနေရပြီးလှုပ်တဲ့သူကိုရှာမတွေ့ဘူး။ဒါမှမဟုတ်အိမ်ထဲမှာတခြားသူမရှိပဲ လို့အတန်တွေကြားနေရင်လည်းတရေတစီဖြစ်နိုင်ပါ रे နမလေးပစ္စည်းတွေပျောက်သွားပြီးမမျော်လင့်မဲပြင်ပြန်ပေါ်လာခြင်းပစ္စည်းတွေကိုကိုထားတဲ့နေရာမှာပြန်ရှာမတွေ့ပဲနောက်မှတခြားတနေရာမှာပြန်ရှာတွေ့ပြီးဆိုရင်တော့တူဦးတယောက်ကယူသွားတာဖြစ်နိုင်ပါ रे တိရိမ်မှာအဲ့လိုယူမဲ့သူမရှိဘူးဆိုရင်တော့အဖြေကရှင်းနေပါပြီနမကလူမရှိပဲတကားတွေပိတ်သွားခြင်းဒီလိုအဖြစ်မျိုးကိုကိုယ်တိုင်မြင်တွေ့ရတာရှားပါ रे ဒါပေမဲ့တကားပိတ်တန်ကြားရပြီးသွားကြည့်လိုက်တော့ဖွင့်ထားခဲ့တဲ့တကားကသူ့လိုလိုပိတ်သွားတာမျိုးကိုတော့လူတော်များများကြုံတွေ့မှုရယ်လို့ဆိုပါတယ်။နမတ်ကြောင့်မိတွေလိုလိုဖွင့်ပိတ်ခြင်းတကားတွေဖြစ်တယ်လို့မျိုးပါပဲ။တင်းရှိမှဖွင့်ပိတ်သွားတာမျိုးတော့မဖြစ်ပါဘူး။ဒါပေမဲ့မိကိုဖွင့်ထားခဲ့ပေမဲ့ပြန်ဝင်လာတော့မိကပိတ်နေရမျိုးဖြစ်တာပါ။အဲ့လိုပဲ TV တို့ Radio တို့လည်းဖြစ်တတ်ပါတယ်။နမတ်ခုနေတယောက်ယောက်ကကြည်နေရလို့ခန့်စားရခြင်း အထူးသဖြင့်တော့အိမ်ရဲ့နေရာတနေရာကိုရောက်တိုင်းတယောက်ယောက်ကကြည့်နေရလို့ခန်းစားရရင်ပေါ့နမရှိကျမ်းပြင်နေရနဲ့ပရိဘောဂပစ္စည်းတွေမှာအစွန်းထင်းနေတွေ့ခြင်းဘယ်ကဘလို့ရောက်လာမယ်မသိပဲတွေ့ရတဲ့အမှတ်သားချင်ရာလက်ရှာနဲ့လက်ရင်းလိုစီးကွက်တွေကိုတရေချောက်တဲ့အိမ်တွေမှာမြင်တွေ့ရတတ်ပါတယ်နမကိုထူးဆန်းတဲ့အရေးတွေတရေရှိတဲ့အိမ်တွေမှာတင့်ရဲ့မျက်လုံးတောင်းကနေ အမင်းအောင်ရှိတ်ကိုရှိတ်ခနဲ့တွေ့ရမျိုးလဲဖြစ်တတ်ပါ रे နံပါတ်10ကလေးငယ်တွေကလူမရှိပဲစကားပြောခြင်းကလေးတွေကလူမရှိပဲနဲ့တယောက်ယောက်ရှိနေတဲ့အောင်စကားပြောနေပြီဆိုရင်တော့သူတို့ကဝိညာဉ်တွေနဲ့စကားပြောတာဖြစ်နိုင်ပါ रे နံပါတ်17ကိုယ်သားကိုထိကိုင်တယ်လို့ခံစားရခြင်းတချို့ဆိုရင်ဆွဲစိတ်တယ်လို့တော့ခံစားရတယ်လို့ဆိုပါ रे ဒါပေမဲ့ဒီလိုအဖြစ်အပျက်မျိုးဖြစ်တာကတော့ရှာပါပါ रे နံပါတ်7တီတိုတန် မသိမကွဲအတန်နေဒါမှမဟုတ်ဂီတအတန်တွေကြားရဆိုရင်တော့သိရင်နေမှာရှိတဲ့ပြည်တော်တွေကတင်နဲ့ဆက်သွယ်ဖို့အတွက်စူးစမ်းတာဖြစ်နိုင်ပါတယ်ပရိသတ်များရှင်ဒီကနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုစနစ်သက်တွေဆိုရင်တော့ဒီဗီဒီယိုလေးကို like နဲ့ share လင်းလွှဲသွားပေးဖို့အတွက်မမေ့ကြပါနဲ့ရှင်နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပိတ်တင်ရှိပါတယ်